ာဗီဒိုရဲ့မျက်နှာပေါ်နေတဲ့2000ကျောက်တော်ကြီးကိုပိုင်းမျက်နှာနိုင်တဲ့တန်ဂျူမှာဘယ်လိုခေါ်လာလဲဆိုတဲ့အကြောင်းရင်းရှိပါတယ်။တန်ဂျူကဂျာကာလာရဲ့နှံကိုထာလာနာကိုတင်ကြပူတာမျိုးရန်သူရဲ့ခဏတာရပ်တန့်သွားတဲ့ခိုက်တန်းမှာပဲသူခေါ်ရမယ့်နှက်ခံမြန်ဖြောက်တန်းသွားပါတယ်။အဲ့ရှင်ပါပဲအထက်ထက်လေ့ကျင်တဲ့ဒါရိုက်ပညာနဲ့ခုတ်ပိုင်းလည်းလို့စာပီတိုနဲ့ဆယ်တန်းကျောင်းတော်ကြီးကိုအွန်လိုင်းခဲ့တာဖြစ်ပါတယ်။နောက်တော့ကိုဒါကီလည်းရောက်လာပြီးသူကကလေးတွေထပ်မဆုံးချောင်းချင်တာမျိုးတန်ဂျီယိုကိုလည်းအပိသက်ရွယ်ဝဲစီပို့ဆန်းနာမရှိခဲ့ကြအောင်ပြောပြပါရစေ အဲအကြောင်းတန်ဂျူလိုကလေးတယောက်အတွက်မဖြစ်နာလာကြီးကိုချဲလန့်ပေးခဲ့ပေမဲ့တန်ဂျူရောအောင်နိုင်ခဲ့ရမှုရေးချက်ဝယ်သည်ပို့ပြီးတော့မှဖြစ်ပါတယ်။ကိုရာကီကတန်ဂျူကိုချီချူပြီးအသက်ရှင်လက်ပြန်လာဖို့နဲ့နေသူကိုလည်းဆောက်ချထားပြီးမှဖြစ်ကြောင်းကတိပေးပါတယ်။ညဖက်ကတော့လေ့ကျင့်ပြီးတဲ့အထိမ်းအမှတ်အနေနဲ့ကိုရာကီကဟော့ဘောလုတ်ကျွေလိုတန်ဂျူလည်းပြောနေပါတယ်။နောက်တော့လူရီယာအစားများများဆိုင်ခွန်တိုလိုမိစ္ဆာရီရဲ့လူသားများများဆိုင်တဲ့မှာလေးဖြစ်ကြောင်းပြောပြပါတယ်။တန်ကျူရဲ့အနောက်ခံဆွေတိုးတက်လာချိန်ကျမိစ္ဆာတကောင်ကလူပဲနဲ့စားပြီးခဲ့လဲဆိုတာပါအတိအကျသိနိုင်မဲ့အကြောင်းကိုတာကီကပြောပြပါရတယ်။ နောက်တော့ဗီဒီယိုရမျက်နှာပုံတစ်ခုထုတ်လာပါတယ်။အဲမျက်နှာပုံကအကာအကွယ်မျက်နှာပုံဖြစ်ပြီးဘေးအန္တရာယ်ကနေကာကွယ်ပေးဖို့မန္တလေးနဲ့မုံမထားတာဖြစ်ပါတယ်။နောက်ရမျက်နှာမှာတော့ရွေးချယ်ပွဲကိုတာမဲတက်ကျူကအဲ့နေရာနှစ်နှစ်ကျော်ပြည့်တဲ့ညီမဖြစ်သူကိုလောင်းနှုတ်ဆက်ပြီးကိုရာဂီယိုလက်နှုတ်ဆက်ကရွေးချယ်ပွဲစီထွက်လာပါတယ်။ ဆာဗီတိုနဲ့မာကွန်မွေလည်းနှုတ်ဆက်ကြောင်ပေါ်တာတော့ကိုတာကီလည်းသူ့ရဲ့ဆုံးသွားတဲ့တပန်းနေရာကိုတန်ဂျိုဘလိုတီလည်းစဉ်းစားခန့်နေပါတယ်။တကယ်တော့တန်ဂျိုတွေ့ခဲ့တဲ့မာနမာနီယာကဝိညာဉ်သက်သက်တွေပဲဖြစ်ပါတယ်။ယူချက်ဘဲကိုလာလာခဲ့တဲ့တန်ဂျိုကလည်းဖူဂျီဇာနဲ့တောင်ရောက်လာပြီးဖြစ်ပြီးဝဝင်ချင်းမနေသူ့အတီမဟုတ်တာတော့ပွဲလန်းနေတဲ့ KNU ရောက်ပန်းနေရာကြိုးစိုးနေပါတယ်။တန်ဂျိုလိုပဲဒေတာဒီကတက်ရောက်လာတဲ့ဒါဒမာတောင်းနေအများပြားရှိပြီးဖူကူနဲ့ကီဝီဆိုတဲ့အမကြီးမနေရာကိုအပီးသက်ယူချက်ဘဲကြောင်ရှင်းပြပါတယ်။ ဖူဂျီဇာနဲ့တောင်မှာဒီမွန်စရာတွေအရှင်ဖန်ထားတဲ့ဒီမွန်ချိုးရှိပြီးဒီမွန်တွေအားလုံးကခရိုင်နူရောက်ပောင်းကြတာမျိုးပန်းနဲ့ဝင်ရထားတဲ့တောင်ရဲကြတဲ့မှာပိတ်ခံထားရပါတယ်။ဒါသမားလောင်းတွေကဒီမွန်တွေပြည့်နေတော်တယ်မှာခုနှစ်တတိအသက်ရှောင်ကြိုးစားနိုင်မှာအပိသက်ရွှေဘွယ်ကိုအောင်မြင်မှာဖြစ်ပါတယ်။ဒုနဲ့ရေးရွှေဘွယ်ကစတင်ဖြစ်ပြီးတန်ကျူကတော့တောထဲမှာအတတိကြီးကြီးနဲ့ခြေဦးတရာချောက်သွားနေပါတယ်။နေထွက်လာရင်မိစ္ဆာတွေကလည်းပုံခုသွားမှာဖြစ်လို့နေမြမြထွက်မဲ့အရှိရက်ကိုတက်နိုင်များအမြင်ပြီးသွားပါတယ်။လမ်းတဲ့နေရာရောက်မှာတော့မိစ္ဆာအနှံ့တန်ကိုခံစားမိလိုက်တန်ကျူကတတိကပ်ပြီးမိစ္ဆာကိုခြေရက်နေချိန်မှာပဲမိစ္ဆာကပေါ်ကနေကုန်ချလာပါတယ်။အဲ့ဒီမှာကပဲနောက်ကနေပါနောက်တော့ကောင်ထရောက်လာပြီးမိစ္ဆာချီချီအစာလူနေပါတယ်။ ။နှစ်ချီလူသားမစားရတဲ့ဒီမွန်နကောင်ကတော့တန်ဂျူကိုအမဲလိုက်ပေမဲ့တန်ဂျူကပထမဆုံးရေသက်ရှူခြင်းကိုတော့ပြီးမိစားတွေကိုပြတိုက်ခိုက်ပါရယ်။ချီမင်းနဲ့သက်တန်ကိုတော့ပြီးနှစ်ကောင်လုံးကိုရိုက်ခတ်တော့ရေလိုက်ခွက်နဲ့ကောင်းညိုတပိုင်နဲ့ခုတ်ပိုင်းလိုက်ပါရယ်။ကိုင်းသားရတာရိုးရိုးသားမဟုတ်ပဲအထူးပြုလုပ်ထားတဲ့နီချင်သားဖြစ်တာမျိုးမိစ္ဆာရီကတခါတည်းအငွေ့ပြန်ပြီးပွားပါကူသွားပါတယ်။ကိုရာကီပြောတာတွေကိုလည်းပြန်အောင်မင်းသူတက်လိုက်လို့ပွားပါကူသွားတဲ့မိစ္ဆာရီတွေအတွက်ဆူတောင်းမှာကောင်းမင်းနေပါတယ်။ အဲ့အချိန်မှာပဲအနောက်ဘက်ကနေပြင်းရှားပုံနဲ့ခါသာမိလိုက်အချိန်မှာနားသမားနောက်တစ်ယောက်အလူလဲထွက်ပြေးနေပါတယ်။နောက်ကလိုက်နေမိသားကြီးကတာမန်မိသားတကောင်မဟုတ်ပဲခရိုင်နီကောင်မိသားချင်းတော့လည်းအသက်ရှိသောဖြစ်တဲ့ပုံမျိုးမိသားကြီးတကောင်ဖြစ်နေပါတယ်။အပင်လို့ရှိရခန္ဓာကိုယ်နဲ့ဒဂလုံးလက်တည့်ရေးပတ်ထားတဲ့မိသားကြီးကစောနာကပြေးလာနေတာဒါဒါမပေါက်လေးကိုသူ့လက်တွေနဲ့လမ်းဖက်လိုက်ပါတယ်။အရှင်လက်လက်ဝါမျိုးဘလုံးနေအောင်မြင်လိုက်ရတဲ့တန်ကျိုးကအကြောက်လက်နေပြီးမဲ့ကုကရမိတ်နဲ့ကောင်လေးကိုထွက်ကူပါတယ်။ရေပေါ်သာအသက်ရှိခြင်းဒုတိယဇာကွန်နဲ့ဖန်ထားတဲ့မိသားလေးလက်ကိုပြေးခိုးလိုက်ပါတယ်။ မိစားကြီးအရင်ဆုံးတန်ကျွေရဲ့ကောင်ကကိုတိုင်ကြီးပေးလိုက်တဲ့မျက်နှာပုံကိုပြင်မြင်ပါတယ်။နောက်ပြီးဘဲခေရောက်ပြီးလည်းမေးတော့ရာစုနဲ့တကူပြောင်းသားတာကိုသိလိုက်ရတဲ့မိစားကြီးကသူ့အချင်းချင်းညောင်အောင်အောင်မေးပြီးကိုရိုင်းထွက်လာပါတယ်။ဒီမိစားကြီးကိုဖမ်းလာတဲ့ဓာတမကလည်းကိုတိုင်ကြီးပဲဖြစ်ပါတယ်။အဲဒါကြောင့်ကိုတိုင်ကြီးလွတ်လာတဲ့ကလေးမနှမကိုရီကုံရင်ခန့်တိုက်ခတ်တတ်စားတာက73ခန့်ရှိပြီဖြစ်ပြီးစာပီတုံနဲ့မကုံကိုလည်းအပါပဲဖြစ်တာကိုတန်ကျွေသိလိုက်ရပါတယ်။ဘလို့တတ်စားပြီးဘလို့ကိစ္စဖြစ်လဲဆိုအသေးစိတ်ပဲပါနေတော့တန်ကျွေကဒေါ်လာထွက်လာပါတယ်။မကူမောလည်းအဲ့ဒီကားရဲ့ကြောင့်ဒေါ်လာနဲ့တက်ခိုင်တိရရဖြစ်ပြီးလာတို့ဖြစ်နေတဲ့တန်ကျူကိုစပြီးတော့စိတ်တွေကရင်တတိလာပေးနေပါတယ် အဲ့ချိန်မှာလေကိုရော်ရာကိုမထိနိုင်တဲ့တန်ကြီးကလက်သီးသလုံးသာမိသွားပြီးမောက်သွားပါတယ်။မြန်တဲ့ဘုံကလည်းကွဲသွားပြီဖြစ်ကကိုတာကြီးရဲ့တပည့်မောင်းနေအောင်မြင်တော့မိစ္ဆာကြီးကပြက်ရိုက်ပြီးစားသုံးပြီးပို့လုံနေပါတယ်။ဒါပေမဲ့တန်ကြီးကရုတ်တရက်ပြန်လို့လာပြီးမိစ္ဆာကြီးရဲ့လက်တွေကိုရှာရှာကြီးပြန်တိုက်ခိုက်ပါတယ်။ လက်တွေကိုအထက်ထက်ခုတ်ပေးမယ်ဆက်ကပ်ပိုင်းတွေပြပလာနေတဲ့လက်တွေရဲ့ကြာမိစာကြီးကစာဘီတိုကိုလည်းလက်တင်လက်လက်သားပြီးအနိုင်ယူခဲ့တာဖြစ်ပါတယ်စာဘီတိုကမာသွန်လက်ဘီကိုမပိုင်းဖြတ်နိုင်ခဲ့လို့မိစာကြီးအသက်ပေးခဲ့တာဖြစ်ပါတယ်ကြာတောင်းကြီးစီကမောင်နှမနှစ်ယောက်ဟာလည်းမာဂျော်လွန်နဲ့မိစာကြီးရဲ့လက်ရင်းကိုတန်ဂျူဖြတ်နိုင်မှမလားစိတ်ပူနေပြီးမဲ့တန်ဂျူကအမာသွန်နဲ့အကြီးဆုံးကြာတောင်းကြီးကိုပိုင်းဖြတ်ခဲ့သူဖြစ်ပါတယ်တိုက်ပွဲမှာလည်းတန်ဂျူကမိစာကြီးရဲ့လက်ဘဲစီနီးကလာပြီးဖြစ်ပြီးလက်ဘဲမှာလည်းမိစာကြီးကတန်ဂျူမခုတ်နိုင်ဘူးဆိုပြီးပိုင်းတတ်ထားပါတယ်ဒါမဲ့လည်းတန်ဂျူကရေသက်ရှူရှင်ပထမတောက်ခွက်ဖြစ်တဲ့ဂျေဘလာကော့ပါချန်နဲ့မိစာကြီးကိုတစ်ချက်တည်းအနိုင်ယူလိုက်ပါတယ်